ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မင်္ဂလာမင်းအောင်လိုက်လို့နေပြည်တော်အမှ PDF တွေဝင်လာတာအတိအကျဘာတွေလုပ်နေကြလဲစသည်ဟုတ်ကဲ့မတ်တဲ့ မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အချိန်ဒီလေးကတော့ခုနောက်ပိုင်းမှာတကယ်ဟိုမှာအကောင်ကြီးကြီးတွေပေါ့နော်ဘုံမူကြီးအဆင့်လောက်တော့မဟုတ်ဘဲနဲ့ဒီထက်ပိုတဲ့အာယာနူးတွေနဲ့ပုပ်ပူတွေကိုကဆိတ်ဆိတ်ဖန်းစီလာနိုင်တယ်ပေါ့နော်စစ်တုံးပန်းတွေဖြန်းစီလာနိုင်တဲ့တတိယကိုကျွန်တော်တို့ဆက်တိုက်ရှာနေရတာဖြစ်တယ်နောက်တစ်ခုကဒီ နေပြည်တော်ရဲ့ပတ်ဝန်းကျင်မှာပေါ့ကျွန်တော်တို့တော်လေးရေးပေါ်ပြီး PDF တွေဝင်ရောက်နေနိုင်တဲ့ခြင်းကိုလည်းကြားနေရဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာကျွန်တော်တို့တော်လေးကိုနော်ချိန်ငွေရှာဘယ်ဘက်ကိုအလေးတာမဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့အဲနှစ်တစ်ခုလို့ကတ်မှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ဒီလေးတစ်ခုရှိတယ်ဖတ်လိုက်ရမှာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုဖိုင်ကြည့်လိုက်ရတာပါစီဒီယံဘူကြီးတယောက်ပြောထားပါပေါ့နော်နေပြည်တော်ရဲ့မိုင်20လောက်တာအကွာဝေးရှိနေမှာကျွန်တော်တို့ PDF ရေးပေါ်လေးစစ်စစ်ပြုလုပ်ကြတယ်စစ်စစ်ပြုလုပ်ကြတဲ့အချိန်ဟာလေ3နိုင်လောက်ကြတယ်ပေါ့နော်ဒီ3နိုင်လောက်ကြတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေဒီတုံတရားလိုက်လံပစ်ခတ်တာမျိုးကုကံတာမျိုးမရှိခဲ့ဘူးတိုက်ခိုက်တာမျိုးမရှိခဲ့ဘူးဆိုတော့နေပြည်တော်ဟာသူ့ရဲ့အတပူဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟို ဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့ပေါ့ရှင်တော့မန္တလေးအပါအဝင်ပေါ့နော်ဒါပေမဲ့နေပြည်တော်ကအဓိကနေပြည်ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေပြည်မျိုးမှာမိုင်းကစေလောက်သာပေါ်ဝေးတဲ့နေရာမှာပီရီယာရဲဘော်တွေတော်လိုင်းရေးတစ်ဖွဲ့တွေရောက်နေတာချက်ကောင်စီကမသိလာလားဒါမှမဟုတ်ပြများနေရလားပေါ့နော်ရှုပ်ရှက်ခတ်နေရလားပေါ့ဘာတွေလုပ်လို့ဘာတွေကံရမှမသိတော့တဲ့အချိန်တိုင်းလေးလက်မတိုင်းမိအချိန်တွေမျိုးကိုဖြစ်နေတာလားဒါမှမဟုတ်သူတို့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အကြောင်းအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီ ငလင်လောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးเนาะဒီအချိန်ကြီးအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူး။မလုပ်ပေးခဲ့ကြမယ်နဲ့အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခေါက်တာလောက်တွေသူအာယုံဆိုင်ပြီးတော့လုပ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီအထက်မှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးဟိုမှာ စိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။သတင်းတွေလည်းဖုံးထားတယ်ပေါ့။သူတို့ငကိုလေးကမှဟာလာဘောမဆိုတဲ့တစိတ်ကိုတည်တည်နဲ့ခံယူတာလို့သူတို့အပြစ်နဲ့သူတို့လည်းသတင်းမထုတ်ရဘူးမအော်ရဲမပြောရကြဘူးရှင်။အဲ့လိုနေသားမှုဖြစ်တဲ့အတွက်ကြောင့်ပေါ့။ဒီသတင်းတွေကို PDF တွေမိမိတို့နားရောက်လာတယ်ဆိုတဲ့သတင်းတွေကိုပြည်သူစီကမရတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါကတော့ခံမှန်းကြည့်ရပေါ့။ဆက်ခါကြတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်ကြီးနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတယောက်အောက်ပါဝင်တက်တက်နဲ့ကိုဖမ်းမိတယ်။ဖမ်းမိတာကလည်း အာဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပါအဝင်တို့ရဲ့ပစ္စည်းတွေအားလုံးကတော့ကုန်းနေတယ်အများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးကသိန်း1000ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ပေါ့ရှင်နော်အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့တည်င်းကိုစစ်ကောင်စီကဘလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပစ်ခတ်လို့တင်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်အဲ့တော့တော်လင်းပကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်ထားတာဒီဒီလူတွေကတို့ရဲ့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်အမှန်တမ်းမှစိတ်ဝင်စားကြရလဲကောင်းတယ်နောက်တစ်ခုက ဒီဘုံမူး၃ယောက်ဟာဘုံမူးအပောင်တက်တက်၂ယောက်ဒီ၃ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှာရှိနေတယ်ဘယ်ရည်ဒီကသတင်းပေးတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိတိတိယောက်ယောက်အတုံးချလိုက်နိုင်တာတွေ့ရတယ်အမှန်တမ်းပေးယူမြရတယ်ပေါ့ရှင်ဆိုတဲ့အခါကျတော့ပြည်သူရှီကသတင်းမရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်တက်ဆပောက်ပေါ့ရှင်တက်ဆပောက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူတို့ရဲ့ရှုံးဝဲတွေကိုပဲကျွန်တော်တို့ကနေရမှာကျွန်တော်ပြည်သူလူတို့ကနေရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အခြေအနေမျိုးရှိရပေါ့ရှင်နော်နောက်ခုက ဟိုကျွန်တော်စီရင်ရေးကိုပြန်ပြီးတုံးတက်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်ဟိုအရင်တော့ကလိုမျိုးဘုံမူးအဆင့်လောက်တွေမဟုတ်တော့ဘူးနဲ့ဘုံမူးအဆင့်တက်တီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိရယ်ပေါ့နော်အဲ့အနေအထားမျိုးရှိတယ်ဆက်ခါကြတော့ဒါကျွန်တော်တို့ကတော့အမတန်အားရတယ်နော်ဟိုပြည်သူတွေကိုလည်းပြောချင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောချင်တာပါတယ်ဆိုလို့ရှိရင်ကျွန်မမလေးရှားမှာရှိနေတဲ့ဟိုကပေါ့နော်ဒီတော်တော်ပြည်သူတွေပြောချင်တာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့တွေရဲ့ စာဝန်နေရေးဟာအရေးကြီးပါတယ်တို့ရဲ့စာဝန်နေရေးတို့ကကျမတို့ဒီကိုယ်လည်းပါဝင်တဲ့လူတွေလည်းအရင်ဖြစ်အောင်မဖြစ်အောင်အရင်မများရအောင်တနေ့တစ်ချက်မလေးရှားရင်းနေတနေ့တစ်ချက်အလောက်ကို30နဲ့ကျမတို့ group တွေဖွဲ့ရတာရှိတယ်အဲ့ရနေပြီးတော့ရတဲ့ဒီထောက်ပံ့ငွေပေါ့ရှင်ထောက်ပံ့ငွေရရေဘော်ကြီးရဲ့လက်ထဲကိုကျွန်တော်စားနေရိတ်ခါဖြစ်နေလဲသွားတယ်ဒီ uniform တွေလိုအပ်ရင်လဲဝယ်ပေးတယ်เนาะဟိုလိုရင်လိုတဲ့နေရာကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့เนาะတနေ့တစ်ချက်တစ်လ30နဲ့ပေါင်ဝင်ချင်တဲ့လူများနေတယ်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီများနေတစ်ခါလေးကြောင်ကြောင်ပေးမယ်ပေါ့ရှင်เนาะ တဲ့ခါကျဒါလေးကတော့ကျွန်တော်ဝင်တာပေါ့ကျမတို့ကတော်လန်ရေးကိုကုမယ်ဆိုလို့ရှိရင်ငွေပြည်သူကျမတို့ပြည်သူတွေကတော့ငွေနဲ့ပဲကုမရမယ်တခြားအရာမရှိဘူးလို့အတလင်မပေးနိုင်ဘူးเนาะဒါကြောင့်မလို့ကျမတို့ကရှားတဲ့နီးတွေနဲ့ကုနေတာဖြစ်တယ်ပေါ့เนาะဈားထဲမှာလည်းကျမတို့ campaign တွေတိန်း1000 campaign တွေလုပ်ခဲ့တယ်အောင်မြင်တယ်เนาะတရားရဂိုင်းတော့မဟုတ်တော့မှာ80ရာဂိုင်းတော့တော့အောင်မြင်တယ်เนาะဒီဈားထဲမှာလည်းပြည်သူတွေရဲ့ပတ်ပိုးမှုကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ2025မှာကြားနေရတဲ့ဒရင်တွေရဆိုရင်ရှင်ရေးစည်ရေးအချိန်က2025မှာအမြင့်ဆုံးအချိန်တွေမျိုးကိုရောက်မှာဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့ကျမတို့က အခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပတ်ပိုးရမယ်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်မဒါကြီးကိုကြံရံဝင်နေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုတည်ရင်ကတော့ဗာလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနပ်ပါခါကနေပြီးတော့အာစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့ဒီစင်အားဖြစ်တင်းတဲ့နေရာမှာလဲကားအစီးတရာတော့ရှိရလို့ဒါတည်ရတယ်နောက်ပြီးတော့ဆက်လက်မှတ်ကဲရန်တွေကလည်းပြပြဆုံဆုံးဟိုထည့်ပေးလိုက်တယ်လို့ဒီကတည်ရင်ကြတယ်နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစင်အား ဟိုကားအစီးတရာလောက်နေဆိုတော့စစ်ပွဲကြီးကြီးညောင်ပတ်မှာဖြစ်လာတာ ਨੇ ဒါကြောင့်မောင်ယောင်မှရှိနေပြီးသူတို့တို့ကိုသတိထားရအောင်ဒီသတင်းတွေကိုအဲဒီသတင်းကိုခေါ်ထုတ်ပြရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီစစ်ပွဲကိုနော်အဲ့ဒီစစ်ကြောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအဖွဲ့တွေကစစ်တုပ်ပန်းအဖြစ်ခါနာပြီးတော့မှပြန်လွှတ်ပေးလိုက်တဲ့စစ်တုပ်ပန်းတရားဖြစ်တယ်လို့ဒါပြောထားရပေါ့နော်ဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါတော်လိုင်းအဖွဲ့တွေရောเนาะကျွန်တော်တို့ PDF တွေပေါ်ပြောချင်တာကကျွန်တော်တို့ဒီရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မင်းမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါเนาะရန်သူဟာဘယ်တော့မှကိုယ်လူဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှာမမမမရက်တည်ပြီးတော့ တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေကအင်မတန်မှအန္တရာယ်များတယ်ကျွန်တော်တို့ကြီးကသတင်းတွေလည်းပေါက်ကြားမှာဖြစ်လို့အခုကြတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသတင်းရဆိုတဲ့ခါကျတော့ဒီစစ်တုပ်ပန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါတော့ပြောချင်တယ်နောက်ခုက တော်လည်းတစ်ခွက်တွေတတိထားဖို့ပါနော်အခုစစ်ကောင်စီကလေရင်နဲ့တာသူကလေရင်တစ်ခုနဲ့တာအာကိုပြီးတော့တိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လေရင်ကိုပဲသူအုံပြုမှာဖြစ်တဲ့အတွက်ဒီဆက်တွေပစ္စည်းတွေဆက်တွေအထိုင်ဆက်တွေစကားပြောဆက်တွေကိုအမြဲတမ်းအလုံးစုံကြီးတတိထားဖို့လိုအပ်ပါတယ်နော်ဒီဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာတွေမှာဘုံကျဲဖို့အစီအစဉ်ရှိတယ်လို့ဒါတရင်အတိတ်ကရလာတယ်ပေါ့ချင်းဒါကြောင့်မို့လို့တို့တော်လည်းအခွက်တွေကိုလည်းဒါလေးတွေကိုတော့တတိပြုဖို့ ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့2025ရဲ့စစ်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရေးတစ်ခုအပြောင်းအလဲတစ်ခုကိုတိတိကျကျမြင်ရမယ်အဲနှစ်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လေစစ်ရေးဆိုတာနောက်ဆုံးနောက်ဆုံးဒါတတိယလိုင်းလို့ခေါ်လို့ရတယ်ပေါ့တတိယသွားမယ်ဟာပေါ့နော်အဲ့တော့ဒီပုံမှာလည်းဒီအယူချင်နေတဲ့ကျင်ညာထားတာရှိလေเนาะဒီလိုနေတဲ့ကြိုတင်ပြင်ဆင်လာကြဖို့ကျင်ညာထားတာရှိဒါတွေကခဏခဏကျင်ညာနေရပဲပေါ့နော်အခုတကယ်ဖြစ်လာမယ့်စစ်ပွဲတွေကပို့ပြီးတော့အရင်ထပ်ပို့ပြီးတော့တင်းပါမယ်အရင်ထပ်ပို့ပြီးတော့ပြည်စီဆုံးရှုံးမှုတွေများမယ်ဒါကြောင့်ဒီလိုလူလူတွေနဲ့အထူးတတိထားဖို့ပေါ့ရှင်เนาะ ်လေးထားကြဖို့ရှောင်ချကြဖို့ပြင်ဆင်နေရရှိတာလေးပြင်ဆင်တာဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတပါးတည်းဂျူထားဖို့ဟိုနှိုးဆော်တယ်ပေါ့ရှင်။နော်အဲ့တော့ဒီပြည်သူများအနေနဲ့ဒီပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပေါ့ရှင်။အမှန်တရားကိုမျက်နှာလေးများအနေနဲ့နော်တော်လည်ရေးကိုပံ့ပိုးပေးကြပါအာရုံစိုက်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းကျွန်မဒီတတိလေးကိုလာပြီးတော့ debate ဖြစ်ပါတယ်။ကျွန်တော်တို့တော်လည်ရေးနော်ဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာကြားနေရတဲ့တတိလေးကကျွန်တော်တို့တော့ကလုံးဝအားရစရာတတိလေးဖြစ်တဲ့အတွက်ကြောင့်မို့နော် ပြည်သူတွေစိတ်တက်မကြပါနဲ့နော်ပြည်သူတွေစိတ်တက်မကြပါနဲ့ဒီဘက်မှာရှိနေတဲ့လူတွေလည်းဒီဒေါ်လာရေးကိုပေါင်ဝင်ပေးကြပါနော်ဒါကိုကျွန်မထက်ကထက်ကတောင်းဆိုပါရစေပေါင်ဝင်တင်တဲ့လူများကျွန်မကိုဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီဗီဒီယိုခါကြီးမှာခါလေးတင်လာပေးလိုက်ပါချေကျေးဇူးတင်ပါတယ်